ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ Loss မြင်းကြံဗရတ်တိုင်ကာအပွင့်အခြေအနေနဲ့ဘာတွေပြည်လာနေလဲတင်းတို့များပြောပြပါဦးတဲ့ မြန်မာမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်ကြမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ပစစ်တက်ကိုတူးနေတိုက်ကြောက်တော်လန်ရေးကိုတွေးတက်လောင်ရားဆိုရဲယူဆရတွေးခေါ်ရဆွနေမှုတွေကျွန်တော်တို့ရှိနေပါတယ် ဒါရီဒုတိယပိုင်းမှာပြောမယ်ဒီကနေ့ပထမဦးစွာတင်ပြခြင်းတဲ့တရင်ကတော့ဇေယျနီရေလက်ကျွန်းညညဘလတ်တိုက်က MPT ဘိုမိုက်ကေကျွန်တော်တို့ရဲ့ညီငယ်တက်မှုဌာနချုပ်စခန်းလက်လွတ်လိုက်ရပါတယ်စစ်ကောင်စီတက်နဲ့ရှေ့ရကြစစ်ဆိုင်ရဲ့တင်းမြင့်ထန်ထန်တင်းမြင့်ထန်ထန်ခုကန်ရတဲ့ဂျားရဲက လက်လုတ်တင်နေတယ်ဗျာမမြတာတဲ့လက်နဲ့ခဲရန်ကြောင့်ဒလမန်းချင်းထိုးလာတဲ့စစ်ကောင်စီတက်ထိတ်တိုက်တွေ့ရမှာရဲဘော်တွေအတက်တွေအတွက်ခိတ္တနောက်ဆုတ်ပေးလိုက်ရပြီ MPD မင်းကြံ blood tiger ရဲ့ဌာနချုပ်ခိတ္တပြောင်းရွှေ့ထားရပါတယ်စိတ်မပူပါနဲ့ဘိုးမိုက်ခဲကြုံအားထားပါတယ် ထိုက်တန်တဲ့ပိဆက်မှုတွေပြလို့ရမယ်။ဟိုဘရက်ကွက်တို့မပူတူတို့မှာတော့ဘူမိုက်ခဲကိုစော်လိုက်ပြီဆိုပြီးတော့ပြောနေကြနေရဲ့ရုရှားသွားတဲ့မင်းအောင်လိုက်လုပ်ငန်းသဘောတူစာချုပ်တွေဘီလာယုကိုထွက်သွားမယ်ဝမ်မန်တတာနဲ့ဟိုဘရက်ကွက်မှာဂုံစာနေတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော် အင်မတန်သနာစရာကောင်းတဲ့မင်းအောင်လိုင်ဟာရုပ်သေးရုပ်တုဖြစ်သွားပြီဆိုတဲ့အကြောင်းကိုဖတ်စစ်တက်ကိုဒုနဲ့တိုက်ကြတော်လန်ရေးကိုသွေးတက်လုံးကြဆိုတဲ့ခေါင်းစဉ်မှာဆက်ဆက်ပြောကြမှာဖြစ်ပါတယ်ဒီကနေ့မှာဘုံမိုက်ကဲတင်ပြီးမှာစစ်တွေမှာပြင်းထန်တဲ့အပြန်အလှန်ပြက်ကတ်မှုတွေထိုးစစ်ဆင်မှုတွေရှိနေပါတယ်တက်နေမှုရုံးဆိုင်ရာဖြစ်တဲ့စစ်တွေတက်နေတခုတည်းသောအမြောက်တက် အမတ3ခု3ဟာနှစ်ဖက်ဘန်ကားတွေအခိုင်မာခံစစ်ပြင်ထားပါတယ်ဘန်ဒူလာရိတ်သားထဲမှာတန်ကြက်ကာကနှစ်စီးအစင်သစ်စုဖွဲ့ထားပါတယ်ဒူးနဲ့ဒဲနဲ့လာတိုက်မှာကိုကြောက်ရွံ့တုန်လုံးနေကြပြီဖြစ်ပါတယ်ဒီကနေ့မိုးပြဲမှာတော့ပြင်းထန်တဲ့ထိတွေ့တိုက်ပွဲတွေရှိနေပါတယ်ဒီနေ့တောင်ပိုင်းမှာလည်းထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန်ရှိနေပြီးတော့မော်ချီလမ်းပိုင်းကိုရက်အကက်အသတ်မရှိပိတ်ထားမယ်လို့ ကင်ဒီတပေါင်းစုကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။မော်ချီရဲ့အရှိတောင်ဘက်မယ်ဆက်ဟိုဆဲမြို့လေးတွေကအေးအေးချမ်းချမ်းရှိနေသေးပါတယ်။သို့တော်လီချောင်းအန်တွေကိုတော့စိုးရင်ရမယ်။နောက်ထပ် KIA အကြောင်းကိုပြောကြရအောင်။ဗမာဘောပီးတန်ရဖို့ထိုးစစ်စင်နေသေးမှာပဲ။ဝိုင်းဘောဝိုင်းဘောမြို့ဝင်စိုင်းပုံမှာဓာတ်ပုံရိုက်ဖို့ကြိုးစားတဲ့မောင်ရွှေမင်းရဲ့ပြည်သူစစ် စကားစစ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ထားလိုက်ပါတယ်ကစင်တရားခွေးပြေဝတ်ပြီးပြေးပြီးမက်ဆီနှစ်ယောက်ကပ်ပြီးနှစ်လက်ရရှိရလို့ကျွန်တော်တို့သိရပါတယ်ကြာသိခင်ကတော့မုံကြီးမိုးကောင်းပင်ပေါ်ရေစခန်းကိုဒရုန်းနဲ့တိုက်ခတ်တာနောက်တစ်ခုကစကိုင်းတိုင်းမုံရွာစကိုင်းတိုင်းမုံရွာမှာတန်ဘုံကင်နှစ်ခုရရှိရလို့သိရပါတယ်ဒုဗုံတူအပါဝင်၁၈ကောင်တေချင်းစို့ တနစနလက်တံပြားကာနှစ်စီမီရုအဲ့တော့သခိုင်းတိုင်းမုံရွာမှာမုံရွာမြို့ရင်းကနေထွက်လာတဲ့တန်ဒီတံပြားကာနှစ်စီပေါ့ဗျာဒီဒီစတနတင်တဲ့စတနတင်တဲ့ကာတန်ဘုံကင်ကိုကျွန်တော်တို့အချမ်းမြင့်ခေါ်တယ်အဲ့တော့ချုံမြို့ကိုဖြတ်ပြီးတော့မြင်းမူဘက်ကိုထွက်မဲ့အချိန်မှာမုံရွာမန္တလေးလမ်းမိုင်းတနေရာမှာမာမိတ်တက်တွေ ဂျာပြက်ပူပေါင်းစောက်ကြတိုက်ခတ်ထိုးစစ်ဆင်ခဲ့ပါတယ်။တပြားကနစီ MA 1လေးလက် MA 3 3လက် MA 11 3လက် G3 တလက် G1 တလက်60မမစိန်ပြောင်းတလက် G ဘော့မျိုးစုံ22ခုတံပုံးကတော့နှစ်ကောင်ကင်လိုက်ပြီးတော့ကဘာမှာပါလာတဲ့စစ်ခွေးတိုက်ခွေးပြီးပြီးတော့အရှင်မဖမ်းတော့ 18ရောက်ဒေရင်ဆိုပါတယ်အဲ့တော့ဒီတိုက်ခိုက်မှုเนี่ยပတ်သက်ပြီးတော့ចောင်းပကပ CHU PDF ရင်းမှပင်ပကပလက်ယုံတက် ULF စစ်ကြောင်း B21 တက်ရင်ရတနာဘုံ Children Brother ဘူတလင် Defense Force 3 Brother Force ကနီ Special Force 11 and double အဲ့ဆိုနံပါတ်ရအများကြီးပဲเนาะတပေါင်းစုယူပါဗျာ အ STTT ပါဝင်ပေါ့ဗျာပူပေါင်းတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ် SRC ကတော့စေဘဆိုင်ရာအကူအညီတွေပေးခဲ့ပြီးတော့လေချောင်းအထိုင်လေချောင်းကင်းတော့ scope လိုက်ခဲ့တယ်လို့ကျွန်တော်သိရပါဒါကမုံရွာပချံအခြေအနေပါဆိုတော့အခုကျွန်တော်ပြောပြနေတာဘုံမိုက်ခဲတို့ရဲ့ဇယက်နီရွာဌာနချုပ်မုံရွာနောက်တစ်ခုက စစ်တွေနောက်တစ်ခုကဗမော်ဒီချင်းတွေဖြစ်ပြီးတော့အေယော်ရီတိုင်းအာခတ်တက်တော်အေးတရင်ကိုကြည့်ကြရအောင်အာခတ်တက်တော်အေးဟာလေကြောင်းတွေတရဇက်ပြက်ကတ်ခုခံနေတဲ့ဂျားတွေကနေမျိုးတာပေါင်းမှာရှိတဲ့ခမရ308ကာကင်းစခန်းနှစ်ခုကိုထပ်မံသိမ့်ပိုက်လိုက်ပါဒီကယုံမနဲ့တိဆက်နေတဲ့ဒေတာတလျှောက်ကစစ်ကောင်စီတပ်မှန်တမ냐အကုန်လုံးကိုအာခတ်တက်တော်အီလောက်လျှောက်သိမ်းနေပါ မကွေးပကိုးအစရှိတဲ့တိုင်းတုံးတိုင်းရဲ့ရခိုင်ပြည်နယ်စစ်မျက်နှာကြီးမှာအာခတ်တတော်ဟိဖိုးစစ်ဖွင့်ထားတဲ့အခြေအနေကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့တော်လန်ဒရင်းနေနဲ့ပတ်သက်ပြီးတော့အားလုံးကိုချုပ်ရရင်ဟိုဒီနေ့ကရန်ကုန်စစ်မျက်နှာဆိုရယ်ပဲခူးရန်ကုန်စစ်မျက်နှာအကြောင်း ကျွန်တော်တို့ဥလိုက်တဲလိုက်ကြားကြရပြီးပါရန်ကုန်မန္တလေးလောင်းကကာကင်းခုနှစ်ခုကိုလည်းတပြိုင်နက်ပြက်ကတ်တိုက်ခတ်ပြီးမကြခင်မှာပကူရန်ကုန်စစ်မြေနာတကယ်လို့ဖွင့်ကြမယ်ဆိုရင်ကြောစရာရှိတာပါလေမကူယုံမကိုထိန်ချုပ်နိုင်မှာရမယ်မကူယုံမကိုမထိန်ချုပ်နိုင်ဘဲနဲ့တော့မရဘူးမကူယုံမဆိုရင်စီရအာတကြရအများကြီးရှိတယ် ဘကိုးရိုးမနဲ့စစ်တောင်းမြစ်ချာဘကိုးရိုးမအနောက်ဘက်အေယော်ဒီမြစ်ချာဒေသလေယာဉ်များစွာ ရှိတဲ့ပီတီအမ်ကိုထောက်ခံတဲ့ဒေသတွေဖြစ်တယ်ဒါ geopolitics ဘကိုးရိုးရဲ့အရှိတ်မှာကင်ဒီမွန်ပြည်နယ်တနင်္သာရီမြောက်ဘက်မှာနေပြည်တော်မန္တလေးအနောက်ဘက်မှာအေယော်ဒီရန်ကုန်ရန်ကုန်တိုင်းဒေသကြီးဘကိုးတိုင်းအထောက်အကူတွေ့ဆင်းရတဲ့ကားလန်ဂျထာလန်ရှိရတဲ့ဘကိုးရိုးမှာဟာ အချက်ချာကြတဲ့နေမြေဖြစ်ပါတယ်။ဆေးရအရေးပါတယ်လို့အမာကန်ဒေတာတိဆောက်ထားဖို့အခြေခံဒေတာတိဆောက်ထားဖို့လိုပါတယ်။အကိုယိုးမအင်မတန်အချက်ချာကြတယ်။ရန်ကုန်ဘကိုးစစ်မျက်နှာကိုစပ်ဖွင့်မယ်ဆိုရင်တောင်မူအခြေစိုက်ထားတဲ့တောင်ပိုင်းတိုင်းစစ်ဌာနတို့တပ်ပခါကိုမဖြစ်မနေဘူး။ ဖြိုချမှာရပါတယ်တပကမရဘဲနဲ့ရန်ကုန်ဘကိုးစစ်မြေသာဖွင့်လို့မရဘူးဆိုတော့တည်ထားကြဘူးလိုပါတယ်အဲ့တော့တော်မတိုင်းစစ်ထဏာကျိုးရဲ့လက်အောက်မှာတက္ကဆပီဟိရိုးမအနောက်ချမ်းကိုကဲမှုဌာနချုပ်ပီတက္ကဆတပကအောက်မှာတရင်24ရင်းရှိတယ်အနောက်ချမ်းမှာ3ရင်းအမ်းမ တမ66ဘကူမှာတမခွန်ခွန်အမြောက်တက်ရင်စစ်ထံလာကြောင့်နှစ်ခုတက်ရင်ကိုရင်နဲ့အခြေဖြူလာတယ်ဒါတွေဟာတိုက်ခတ်ရေးတက်တွေဖြစ်ပြီးလက်ယုံတက်တွေပြည့်တဲ့ကပါစာ6ခုရှိတမ66အင်းမတမ66အင်းမကိုကြည့်မယ်ဆိုရင်တမ66ဟာတက်ရင်မှု6ရောက်ငရေရောက်သွားတဲ့တက်မှာပါနှစ်ယောက်ကစစ်မတိုက်ရေးလို့အမိတ်မနာကန်နောက်တန်းပြန်အဖမ်းခံတဲ့တက်မှာ ကျန်တဲ့ယောက်ကတော့စစ်စိမ်းယုံမှာတန်ရာပြင်းထန်စွာနဲ့ပေချင်းစိုးသွားတယ်။တမ66ဟာဖွဲ့စည်းပုံတက်သွားတဲ့အခြေအနေမျိုးထိရောက်သွားတယ်။ဟုတ်ပြီတမခုန်ခုန်ကိုတက်ကြည့်မယ်။စကိုင်းတိုင်းအထက်ပိုင်းကချင်းပြည်နယ်စစ်စင်ရေးဝင်နေတဲ့တပ်ဖြစ်တဲ့နောက်တန်းမှာလုံးဝအင်အားမရှိတော့တဲ့တပ်မှဖြစ်တယ်။ဟုတ်ပြီတပ်ကအောက်က ဒါကစပီကိုကျွန်တော်တို့ကြည့်ကြရင်ဒါကစပီကတော့စိတ်ပူစရာမရှိတဲ့အခြေအနေမျိုးရှိပါတောင်ကုတ်ဗဒေါလန်းကဆင်းလာမဲ့အာကတ်တတ်တော်အေနဲ့တပ်ပေါင်းစုတွေဖြိုကိုဖြိုမဲ့ဒေသဆိုင်ရာကိုကင်းဌာနချုပ်ဒါကစပီပြိုကိုပြိုကြဖြစ်ပါတယ်ဒီဒါကစပီကို အာရခတ်တက်တော်နဲ့ပူပေါင်းထက်တွေကဒီတိုင်းတော့လှောထားလိုက်မယ်မထင်သလိုအရာဝတီတိုင်းတာပေါင်းခုနကကာကင်းစကန်းတစ်ခုကိုတိမ်ပြီးတလန်းကြီးရှေ့ထိုးလာတဲ့စီရေဥတီယာကြီးမှန်းချာပတိန်အနောက်တောင်တိုင်းစစ်ဌာနချုပ်ဖြစ်နိုင်စရာအများကြီးရှိနေပါတယ်အဲ့တော့ခုနတမချွတ်ချော့တမခွန်ခွန်လေးအမြောက်တက်ဌာနချုပ်တွေတရင်မုံမြောင်များစွာအခြေပြုလာတဲ့ တရင်၁၉ရင်းအခြေပြုရတဲ့တပခတော်မနိုင်စစ်ဌာနချုပ်ကိုကျွန်တော်တို့ကြည့်ကြရအောင်တော်မနိုင်စစ်ဌာနချုပ်ကိုကျွန်တော်တို့ဖြုတ်ချနိုင်ဖို့အတွက်ပြည်သူ့ကဝေးတက် PDF တွေကောင်းလန်းပေါ်ရန်ကုန်မန္တလေးလမ်းမပေါ်ရှောက်လာနေတာကိုတော့တွေ့ရပါတယ်အာဆန်းလာလားစစ်ကစားလာလားပြေးလာလားလို့တေချာမပြော နိုင်ပေမဲ့စကားဆိုင်ရေမြန်မာမန္တလေးလမ်းဟောင်းကစခန်းခုနှစ်ခုတပြိုင်နက်သိမ့်ပိုက်နိုင်နေဆိုရဲစစ်စစ်မှုကတော့ကျွန်တော်တို့ဖတ်စစ်တဲ့အတွက်စိုးရင်စရာကောင်းလာပါတယ်အဲ့တော့ဖတ်စစ်တက်ကတော့ဒီအပိုင်းမှာတော့ရှင်းပါတယ်လုံနေကြအတိုင်းပဲဖြက်လေးပြက်ဒီလုံတယ်ပြည်သူလူကိုချင်းချောက်တယ်အကြောက်တရားသွင်းတယ် เนาะဒါပေမဲ့အလုံးမဖြစ်တော့ဘူးအလုံးမဖြစ်လို့လဲဒီကနေ့ဒီချိန်ထိမြို့နေပေါင်း130လောက်တောင်မထိန်ချုံနိုင်တဲ့အချိန်ကြီးရောက်နေတာနေ့တိုင်းနေ့တိုင်းလူမျက်ကြော်ကြီးအမတို့စိတ်မကောင်း ဖြစ်ရတယ်တခါတလေကြတော့လေဝနေ့ဝန်တာတွေရှော့ပါငါလို့ခန်းစားမှုကြီးရှော့ပါတော်လိုင်းကြီးကိုဉာဏ်ပညာနဲ့တွားကြရအောင်ဒါတွေကိုနောက်ပိုင်းမှာပြောမယ်စကားပြတ်သွားမယ် ဒီနေ့နောက်တဲ့အရေးကြီးတဲ့သတင်းတစ်ခုကမြောက်ဒီမြောက်ဒီကနေမန္တလေးရံကိုပို့မယ်ကုန်ကားတွေအကုန်ဖန်တကြောမှာဖန်စီကြတာအစီ300ကျော်ဖြစ်နေပါခေါင်းစဉ်ကတော့မူရစေဝါတို့ဘာညာတို့ခေါင်းစဉ်တက်ပေမဲ့တောင်ပိုင်းကဆင်းလာမယ်တက်တွေကိုပိတ်ဆို့ရှာဖွေမှုလို့အချမ်းမြင်းသိတာ အဲ့မှာအရှိတောင်တိုင်းစစ်ဌာနချုပ်မော်လွန်ရဲ့ဒူတိုင်းမှုစစ်တိုင်းမှုကိုယ်တိုင်ရောက်နေပြီးတော့အန်ယူဂျီဝန်ကြီးချုပ်မန်ဝင်းခိုင်တဲ့ရဲ့ရန်ကုန်ပဲခူးစစ်မျက်နှာမှာတက်တည်ရွှေ့နေပြီးတဲ့သတင်းစကားရဲ့နောက်ဆက်တွဲဂွင်းဆက်လိုင်းမှုကိုကျွန်တော်တို့ယူဆလို့ရပါတယ်။မြောက်ရီကစင်းနဲ့စနဘိန်းက၆ဘိန်းကကုတ်ကမ်းမှန်သမျှပအံမှာအစီယာနဲ့ချီ၃၀၀နီးပါးလို့ကျွန်တော်တို့သိရတယ်။ လုံးဝထွက်ခွင့်မပေးပါဘူး။ဒါကြောင့်ကုံကားတွေအားလုံးရက်ထားဖို့လေကျွန်တော် Telegram Channel ကနေတတိပေးထားပြီဖြစ်ပါတယ်။နောက်တစ်ချက်ကရန်ကုန် MO FA ရုံပိတ်လိုက်တယ်ဆိုတာအားလုံးသိပြပြီးသားဖြစ်မှာ။နေပြီးတော့ရုံတော့မပိတ်ဘူးလို့သိရပြီ။ MO FA ရုံဟာအောင်လက်မှတ်တွေပြတ်တဲ့ရုံယာဤလားအမြဲလားဘလို့ပိတ်မလဲလို့မသိပေမဲ့ပြပထွက်ခွာခွင့် လုံးဝပိတ်ချလိုက်တဲ့အနေအထားမျိုးကိုယူဆလို့ရပါတယ်ဗီဇာတွေဗီဇာနဲ့ပတ်သက်တဲ့ ED ပြောင်းဖို့ကိစ္စတွေအများကြီးပေါ့ဗျာနော်ဟို notary ပြန်နေလို့အကြမ်းရင်းတည်တည်ရတဲ့ကိစ္စမျိုးပေါ့အဲ့တော့နိုင်ငံသားမှာကြောင်းထားဖို့အဆင်မပြေတော့ဘူးဗာဗီဇာနဲ့ထွက်ထွက်ထွက်လို့မရတော့ဘူးအဲ့တော့မွေးစင်းတွေကို notary ပြန်ဖို့ဘာမှလုပ်လို့မရတော့တဲ့အခြေအနေပါ ချင်းချင်းပြောရရင်လက်တ်စာချုပ်လည်းမရဘူးတကောင်ဆင်းလည်းမရတော့ဘွဲ့လက်မှတ်အမှတ်ဆင်းတွေမရတော့ဖီဇာရှောက်လို့မရအောင်ပိတ်ချလိုက်တာဖြစ်ပါတယ်ပြောချင်တာကတော့တတိုင်းပြည်လုံးကိုမြောက်ကိုရီးယားလိုပဲပြည်ပထွက်ခွာခွင့်ကိုရက်ဆိုင်လိုက်တာပါနောင်ကာလဆိုရင် ။ကင်ဂျုံအီလိုပဲဇပင်းတွေကိုသူ့ပုံစံထားရမယ်ဆိုတဲ့အခြေအနေမျိုးထိရောက်လာနိုင်ပါလိမ့်မယ်။ဒါကကျွန်တော်လက်ရှိတော်လိုင်းနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေဖြစ်ပါတယ်။အဲ့တော့ရန်သူဖက်စစ်တဲ့ဘက်မှာတော့ဟိုဘက်ရက်ကွက်မှာရုရှားကိုတွားပြီးကောင်းတဲ့နေတည်ဆောင်လာတဲ့ဘဘကြီးကို တပ်ပုံတွေပြပြပြီးဘောမတတိုက်ဂုံစာနေတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်တွေးကြည့်တော့ဒီဘောမတတိုက်နဲ့စစ်ကောင်စီလက်အောက်ကအမှုဒန်းတွေဟာအရာဒန်းတွေဟာအင်မတန်တနာမှုကောင်းတာကိုကျွန်တော်တွေ့ရပါတယ်ဘာကြောင့်လဲဆိုတော့သူတို့ဂုံစာမယ်ဆိုလဲအဝိစာတွေမတိချင်းတရားကလွှမ်းမိုးထားတဲ့အခါကျတော့အပေါ်ယံအကာလေးတွေကိုပြက်ပြပြီးဂုံစာကြတာပေါ့ဗျာ အဲ့တော့တဝဲဒုစီဝိုင်းဆိုလက်မှတ်ထိုးမယ်နျူကလ িয়ার တအားပေးဆက်ယူစောင့်မယ်နိပညာသတင်းချက်လက်ဆက်သွယ်ရေးတပ်ထုဒူပေါ်ကြီးစိုက်ပျိုးရေးအစားတောက်တည်ယူပို့ဆောင်ရေးအလုံသမားပို့ဆောင်ရေးကုန်သွယ်ရေးဗန်လုပ်ငန်းပညာရေးခီးသွွားလုပ်ငန်းရရှောက်ကိုထိုးရမယ်စာချုပ်ချုပ်တရုတ်နဲ့ရုရှားတိုင်းပြည်ကိုနှချမ်းခွဲပြီးယူတော့မှာလား မြောက်ကိုရီးယားလိုပဲတိုင်းပြည်ကိုပိတ်ချပြီးအင်တာနက်ပါတုံးလို့မရတဲ့အခြေအနေမျိုးနဲ့ဖက်စစ်တပ်ဟာအထီးကျန်စွာပဲပြည်တွင်းမှာနေတဲ့ပြည်သူလူထုတွေကိုမိဆက်ကလို့ထပ်ပြူပါလားဒီဒေါ်လာကြီးမအောင်ရင်တော့ဒီအခြေအနေတွေကိုရင်ဆိုင်ရဖို့တော်တော်များများရှိနေပါတယ်ဆိုတော့ဒေါ်လာတရင်းနေပြောပြီးတဲ့အခါကျတော့ အရှိအဦးဆုံးကျွန်တော်ပြောခဲ့တယ်ဖက်စစ်တပ်ပြုနေတိုက်ကြတော်လန်ကြီးကိုတွေးတက်လောင်ကြားဆိုတဲ့ကိစ္စရည်ပြောကြရအောင်ဒီဖက်စစ်တပ်ကိုမတိုက်လို့မရပါဘူးကျွန်တော်တို့တော်လန်နေခြင်းဟာအာနာခွာနာရှာနာတွေအနေစိမ့်အပြအဝါတွေကြောင့်မဟုတ်ပဲဒီလိုလူတို့တိုင်းပြည်အပေါ်မှာစစ်ကြုံဆက်တွင်းနေတာ ဟာကိုတမင်းကိုချာစားပြီးဘိတ်ဆောင်နေတဲ့တိုင်းပြည်ရဲ့တင်ရဇာတအခွန်နေနဲ့တိုင်းပြည်ကာကွယ်မှုစစ်တပ်ခံလာတာပြည်သူလူထုကိုစစ်တပ်ကအမိတ်ပေးစေခိုင်းပိုင်ခွင့်မရှိဘူးဒီအခြေခံသဘောတရားတဘောတရားလောက်တော့နားမလဲစစ်ကောင်စီဖက်စစ်တပ်ရဲ့ဘောမှတိုက်ဟာပြရတဲ့အပေါ်ယံအနှစ်တွေကိုမြင်ပြီးအောက်က အောက်ဆလွတ်နေတာမတွေ့ပါဘူးအဲ့တော့လက်ရှိမှာရုရှားသွားတယ်ဟိုတလောကတရုတ်နိုင်ငံကူမင်းမှာ MNDA DNL တို့နဲ့ဆွေးနွေးဝဲသွားတယ်အဲတွေ့ကြတယ်အဲ့တော့တရုတ်နဲ့ရုရှားရဲ့အခိုင်ခံဂျွန်တဘော့ဂျုတ်သေးယဘဝကိုမင်းအောင်လိုက်ရောက်ရှိသွားပါပြီမင်းအောင်လိုက်ရောက်ရှိသွားတာဟာမင်းအောင်လိုက်အပါဝင်စစ်တပ်တစ်ခုလုံးမိသားစုတွေအကုန်လုံးနဲ့မင်းအောင်လိုက်စစ်တပ်စစ်ကောင်းဆောင်တစုနဲ့ အားလုံးပတ်သက်တဲ့ခရိုနီခရိုပြခရိုဝါအားလုံးကျွန်တပေါက်ရုရှားနဲ့တရုတ်ရဲ့ကျွန်တပေါက်ဘဝကိုရောက်သွားပါပြီပြည်တွင်းမှာသူမျက်နှာကြည့်နေရတာသူလိုကောင်ကရုရှားနဲ့တရုတ်စီကျွန်ခံတော့ကြံတဲ့ကောင်တွေကကျွန်ဝဲရအစစ်ပါပြီပေါ့တာကိုဘောမတတိုက်ပြောနေတာကြည်ရင်ဂျီလူတွေညံ့ရင်ကိုကျွန်တော်တနာမိပါအဲ့တော့ဒီနေရာမှာတော်လန်ပြည်သူအခန်းကဏ္ဍကိုထည့်ပြောရင် မင်းအောင်လိုက်တဲ့ဖက်စစ်တဲ့အတိုင်းဝိုင်းတစ်ခုလုံးကရုရှားနဲ့တရုတ်မှာကျွန်ခံယုံမကဝါသနာပါလာခံလို့ရတယ်။ငါတို့တော်လန်ပြည်သူလူထုတွေကိုတော့ကျွန်ဝဲရအစ်စ်ပါမခံနိုင်ဘူး။ဒါတော့ဒါကြောင့်ပါလုံးကြောင့်တိုက်ပွဲဝင်ရမယ်။ဘလို့တိုက်ပွဲဝင်ရမယ်။လက်ရှိ၄နှစ်တာကာလတော်လန်ကြီးရဲ့အခြေအနေဟာစိတ်ပြအာယုံမှုတွေအပြင်းထန် အောင်လူစိတ်မြုံနေချက်ကြီးမားမှုတွေကြောင့်စိတ်ပန်းကိုနွမ်းဖြစ်နေသလိုမိမိရဲ့တော်လိုင်းကြီးလမ်းပြတ်နေတယ်ဆိုတဲ့ခံစားမှုတွေအများပြတ်ခံစားနေရတယ်ဆိုတာကျွန်တော်သိပါတယ်အဲ့တော့ပထမဦးဆုံးပါတော်လိုင်းကိုတွေးတက်လောင်းချဆိုတဲ့အယူဆတစ်ခုကျွန်တော်တွင်းပြီးပါတယ်ပထမ ကျွန်တော်တင်ပြလာတဲ့စော်ရတဲ့အယူအဆရက်ွက်အုတ်ချုပ်ရေးစနစ်ကိုရိုက်ချိုးကြရက်ွက်အုတ်ချုပ်ရေးမှုတွေကိုအထူးလောင်ရှားတက်တွေနဲ့စစ်မိတ်ထုတ်ပြီးတပြိုင်နက်ဖန်စီပြအပြစ်ပေးကြအဲ့ရတဆက်ဆက်တယ်မှာလုံမြောက်နေမြီလူလူကိုစားပြုရွေးကောက်ပွဲတွေဆင်နွှဲကြအဲ့ဒါနဲ့တဆက်ဆက်တယ်တော်လန်ရေးကိုသွေးသစ်လောင်ကြဘယ်လိုလောင်ပါလဲခေါင်းဆောင်မှုအခန်းကဏ္ဍတွေကိုအရင်ရက်ကကျွန်တော်ရှင်းပြလာလို့ 是以保啊讲什么？那个以恶啥讲什么？ideology 对个，the body 啊，policy making policy 无啊，那么什么的讲什么？讲什么？东姑娘该你的，多来一些呀。对的，老母，六啊老。地亩地丘呢？地亩地里地路里，得丘多，都咩呢咯？谁要谁啊？没西呗。 တဝဲဝဲလေရင်တရီချင်းကြက်ခံရတဲ့ပြည်သူလူဘွားပို့ကြောပြသူခယုစံကြောဘွားအန်တကြိတ်ကြိတ်နဲ့ဖစစ်တဲ့ရဲ့ယုံမာမှုနှိမ့်ဆက်မှုတွေကိုခံနေုံကလွဲလို့တခြားဘာမှညှုံလိစရာ မရှိတဲ့အချိန်ကြီးမျိုးကိုဖောက်ထွက်နိုင်ဖို့တွေ့တဲ့လောင်းရပါမယ်တွေ့တဲ့လောင်းတဲ့နေရာမှာစေးဆိုင်ရာအခန်းကဏ္ဍနိုင်ငံရေးဆိုင်ရာအခန်းကဏ္ဍဟာ policy ဆိုင်ရာအခန်းကဏ္ဍတွေကိုတွေ့တင်လောင်းကြရမှာဖြစ်ပါတယ်လူမြတ်ကျော်ကြီး NUG ကိုဘယ်လိုလုပ်လဲမေးလိုက်တော့ထားလိုက်တော့မတက်နိုင်တော့ဘူးပြောတာလေနှစ်ပေါက်နေဖြစ်ပါတယ်ဒီကနေ့အထိဒီကနေ့အထိလေကျွန်တော်ဒီကနေ့နေ့လေခင်းတီနောက်ဆုံးရတယ်ပြောတဲ့ NUG နဲ့ပတ်သက်တဲ့တည်င်းတွေဟာဒီနေရာမှာပြောလိုက်ရင်တိလား မကောင်းဘူးဖြစ်တယ်။အဲ့တော့နေခဲ့တော့မြန်နေတာထားခဲ့တော့မြန်နေတာရသလောက်တော့ကျွန်တော်တို့ဆွဲခေါ်နေရပဲ။ကောင်းစီချင်းတော့ငါတလိုင်းရဲ့ဦးစီးဥဆောင်ပဲ့ကန်ရှင်ကောင်းစော်ဖြစ်စေချင်လို့လို့အမုန်းခံအပြောခံအဆဲခံအဆိုးခံကိုတမီးကိုစားပြီးပြောနေတာမှအဖတ်မလုပ်လေဖနှက်ပြက်နဲ့ခွင်းကန်နဲ့တွေ့ကြပါဗျာကျွန်တော်တို့လည်းမတတ်နိုင် အဲ့တော့ဒေါ်လာကြီးကိုသွေးသစ်လောင်းကြပါဘလို့သွေးသစ်လောင်းမလဲဆိုတော့ပထမဦးစွာအကြံပြုတင်ပြချက်ဥပမာလေးတစ်ခုနံပါတ်1 NGO အောက်က MOD တက်ရင်တက်ဖွဲ့တွေကစူးစီးကြည့်ညွှန်ကြပါ you are like system ပါမရဘူး NGO ရဲ့အမိတ်ကိုမလို့ဆန်နိုင်ရင်လေနေနေကြဘလို့အင်အားရှိတယ်ဘလို့အင်အားရှိတယ်ဘာတွေဖြစ်နေတယ်ဘယ်ကဲ့သို့ပဲချမ်းသာတော့မသိရအောင်ဘာမှမရှိဘူး အဲ့တော့ MOD လက်အောက်ကမဟုတ်မဟုတ်တော့ចောင်းသားလက်ရုပ် BBLA PLA တတတတအမြကြီးစစ်ဦးကြီးကောင်စီချက်ချင်းဖွဲ့ပြီးနိုင်ငံလုံးဆိုင်ရာစစ်ဦးကြီးချုပ်လွတ်လပ်တော့ပြည်သူလွတ်မြောက်ရေးတပ်မတော်ဘယ်သူဩဇာအရှိန်ဝါမမရှိတော့ဘယ်သူအမိခိုးမမရှိတော့ပြည်သူလွတ်မြောက်ရေးတပ်မတော်ကဲတော့ ပုံစံနဲ့စစ်ဦးစီးကောင်စီကြီးဖွဲ့ပြီးတော့တနင်္ဂနွေကပြည်သူလူထုထံကိုအစီရင်ခံလိုက်တာနဲ့တပြိုင်နက်ခမားတို့ဘသူစီကမှဘာမှတောင်းနေစရာမလိုခမားတို့လိုချင်တဲ့လက်နက်ဘတ်ဂျက်တွေပြည်သူကပေးဖို့အစင်နေပဲဒါပေမဲ့တော်လည်ရေးကိုသွေးတက်လောင်းတဲ့စိတ်ရင်းဆိုင်ရာပါဝါခေါင်းဆောင်ဖြစ်ကြပြီဒီတစ်ချက်ကိုအရင်တင်ပြချင်ပါတယ် ကျန်တဲ့နိုင်ငံရေးဩဇာ policy making နဲ့ပတ်သက်လို့နောက်ရက်ဒီမှာပြောမယ်။ဘာကြောင့်လဲဆိုစစ်နိုင်တိုက်ရေးကြီးနေတာဟုတ်။ဗစစ်တပ်ကိုခြေမုံရေးစစ်ကိုတာအနိုင်တိုက်ရေးဟာကျွန်တော်တို့ရဲ့ပထမဦးစားပေးကိစ္စဖြစ်တယ်လို့အတွဲအဆက်နိုင်ငံရေးမှာလည်းမျက်ခြေမပြတ်ပဲဝါရဖြန့်ကြီးသတင်းတိုက်ပွဲနိုင်ငံရေးထိုးနှက်မှုစကားစစ်ထိုးမှု policy ဆိုင်ရာတိုက်ပွဲတွေအများပြားလုပ်ရမှာရှိနေပါတယ်။ဒါကတစ်ဖြစ် ဖက်စစ်တပ်ကိုတူနဲ့တိုက်ကြဆိုတာကတော့အပေါ်ကဟာရီရဲ့အားလုံးရဲ့အဆက်အဆက်ခုနလိုလွတ်လပ်သောပြည်သူလူမျိုးရေးတပ်မတော်ကြီးဟာတူနဲ့ဒိန်နဲ့တပ်ပေါင်းစုနဲ့ဖက်စစ်တပ်ကိုတူနဲ့တဲတိုက်လိုက်တာနဲ့ပြိုကျမဲ့တပ်တွေရှားချီလို့ရှိနေပါတယ်ကျွန်တော်တို့ရဲ့လူမျိုးရေးလမ်းစာဟာတော်လိုင်းရေးကိုတွေးတက်လောင်ခြင်းဖြစ်ပြီးအောင်ပွဲရဲ့အဖြစ်ဟာဖက်စစ်တပ်ကို တူးနဲ့တင်နဲ့တိုက်ခိုက်နိုင်ဖြစ်ပါတယ်။တင်ရပါတယ်။ဟောဂျေဇုတ္တ